ါပါဒီတစ်ခါကတော့ဒီစောင်းရဲ့နောက်ဆုံးပေါ့နော်စောင်းပါတစ်ပုဒ်အဖြစ်ရွေးချယ်လိုက်ပါတယ်ဆိုဒီစောင်းရဲ့နောက်ဆုံးကောင်းစင်ကလေးကပါလေးဖြစ်မလဲဆိုရင်တော့အိန္ဒိယတွင်ဒေါက်တာတန်ထွန်းလဲလျောင်းနေသည်ဆိုတဲ့စောင်းပါလေးဖြစ်ပါတယ်ဆိုဒါကရောဘယ်လိုအထိပယ်နေလဲအေးထားတယ်လဲဆိုတော့ကိုနားဆင်ကြည့်လိုက်ရအောင်နော် 2005နိုဝင်ဘာတွင်ကမ္ဘာလောကကိုအပေသို့သောအညိုအတိဖြင့်အကျဉ်းနာကင်းစွာဖြတ်တန်းသွားခဲ့ပါသည်။ဒဇက်မြေစွန်း၌ခိုးတွင်းနေသောနှင်းတစ်ပေါက်သည်မြောက်ပြန်လေတဲ့သို့ဖောက်ခနဲခုန်ဆင်းသွားခဲ့ပါသည်။နွမ်းရော်ဝါကျင်သောတရွတ်တရက်သည်နွေလေးတတုတ်တွင်ဖြုတ်ခနဲကြေကျသွားခဲ့သည်။ကျောက်တဲ့တော်တေတိုင်းတေတိုင်းဒီလေပြင်းရိုက်၍ဖြောင်းကနေကျိုးချီသွားခဲ့သည်ဒေါက်တာတန်ထွန်းကွယ်လွန်သွားခဲ့ခြင်းသည်နှင်းတစ်ပေါက်တစ်တရွတ်ပြုတ်ကျခြင်းမဟုတ်ပေ အကိုင်းတကိုင်းကျိုးကျခြင်းမဟုတ်ပေပညာအရာဝိရိယအရာဖြောင့်မတ်မှုအရာတွင်လင်းလက်ထင်းပြတ်သောအထင်ကရအကျင့်ကြီးတွင်ကွင်လွန်သွားခဲ့ခြင်းဖြစ်ပါသည်လက်တော်နှစ်ခုနှင့်အော်တိုဘာလာတို့မဂ္ဂဇင်းတစ်စောင်တွင်ဘုရားယုံမှုသောကြပြာတပုတ်ကျွန်တော်ရေးခဲ့သည်ကြပြာမှာဤသို့ဖြစ်သည်ယထာတစ်စင်လုံးတချို့ကစူးလက်တောက်ပါတော့တချို့ကညိုချုံတချို့ကမေ့လျော့စွာပြုံးလို့အိန္ဒိယသည်မစ္စတာအင်ဂျီယိုမာဘဲ လဲလျောင်းရာဖြစ်သည်အဲ့ဒါလိုတင်းကျင်းစာတမ်းမျိုးခန်းနာစွာဘယ်သူရေးထိုးနိုင်ခဲ့တလဲနှစ်တစ်နှစ်သမဟုတ်ခေတ္တခေတ်မှာပေါ့ဘဝတစ်လျှောက်လုံးမှာမှယုံကြည်ရာနှစ်မြုပ်စူးစူးရဲရဲလို့သူတချို့မယုံကြည်တာမှန်သမျှဘာမှမလုပ်သူတချို့အစုံအစံစီးဖီးလေးခိုးသူတချို့ဥဒုအပြောင်းလဲမှာဘဟုဝါဒတွေမမြင်မဆန်းတဲ့အမှန်တရားရဲ့ငါရဲ့လေအင်ဂျူမှာပဲကိုဒဂုံတာယာလို့ ေါက်တာတန်းထွန်းလို့ဘူဒာယုံတွေကငီးငါဘလို့အုံမလဲတွေးဗရောက်40နဲ့မွန်တင်းခဲ့ယုံကြည်ရနှစ်မျိုးဆိုတော့ပါဒကကတော့ပါဒကတော့ကျွန်တော်ခန်းစားမှုနဲ့ကျွန်တော်မစ္စတာအင်ဂျူမာပဲနဲ့ဒေါက်တာတန်းထွန်းကိုရည်ရွယ်ဖွဲ့ဆိုပြီးခြင်းဖြစ်ပါလိမ့်တိုးတော့တကယ်တမ်းမှာတော့ Mr. Injun မှာပဲဒီအင်္ဂလန်နိုင်ငံကြီးအလွတ်တော်အမတ်တော်ဖြစ်တဲ့တမိုင်းတမားတော့မဟုတ်ချင်း ဆရာဒေါက်တာတန်းထွန်းသည်အင်္ဂလိပ်ကိုမုန်း၍ဂျပန်နှင့်ပြည်ပေါင်းသည်ကိုလမ်းမှန်မဟုတ်ဟုယူဆခဲ့သူဖြစ်သည်ဘရော့ဒါဝါဒကိုလက်ခံခဲ့ဦးသူဖြစ်သည်ဂျပန်ခေတ်အရှေ့အာရှလူငယ်အသင်းအတွင်းရေးမှုလုပ်ခဲ့သည်ကွန်မြူနစ်တင်တန်းတိတ်တဆိတ်တပြီးနောက်မှာမတ်စ်ဝါဒကျန်းရင်းတွေကို လေ့လာခဲ့သူဖြစ်သည်ကျောင်းသားညီလာခံတွင် ပြိုင်ဘက် တဘာပတိအနိုင်မဲဖြင့်ဥက္ခရရွေးချယ်ခံရသူဖြစ်သည်1948ခုနှစ်လွတ်လပ်ရေးရပြီးနောက်နိုင်ငံရေးကိုလုံးဝအစွန်းလွတ်ခဲ့သူဖြစ်သည်ထိုကမှဆက်၍ကမ္ဘာလောကသည်တန်းဆွမ်းဆွမ်းတန်ထက်မြက်သောတမိုင်းပညာရှင်တဦးရရှိခဲ့လေသည် တမိုင်းဒီကျွန်တော်ညွန်နူးထက်တန်တော့ဘာသာရဲမဟုတ်တဲ့ပြင်နှစ်ပေါင်း60နီးပါးတမိုင်းသူတေသနအရာ၌နှိမ့်မြုပ်လောက်ကံနေသောဆရာဤတမိုင်းပညာရှင်အဖြစ်ကိုပြောရဆိုခြင်းရှိမည်မထင်ပါသို့တော်ဆရာသည်နယ်လေရာဇဝင်အတွက်1951မှ1968အတွင်းရန်ကုန်ကိုဗဟုပြု၍ခရီးသွားခဲ့ခြင်း220ချိန်မန္တလေးကိုဗဟုပြု၍ခရီးသွားခဲ့ခြင်း139ချိန်ရှိခဲ့သည်ဟုတော့မှတ်တမ်းကိုဖျက်ရတော့အခါ ဆရာဤလုံလနှင့်အထုံမှုကိုမခန့်ညားပဲမနေနိုင်ပါထိုးဆောင်မျက်နှာဖုံး၌ဤစာအုပ်ဖတ်ကောင်းမယ်လို့အာမမခန့်ဟုရိုက်နေစေခဲ့သောဆရာဤအစ္စဒါကိုလည်းကို့အတွင်းနဲ့ကိုမအံ့ဩပဲမနေနိုင်ပါဆရာဤခေဟောင်းမြန်မာရာဇဝင်ကိုမွန်ဂိုကီကခမည်းဆောင်ပြည်သူလူထုလက်ထဲမရောက်ဘူးပြောခဲ့ခြင်းဟာအဲ့ဒါလူထုလက်ဆွဲမဟုတ်ဟုချက်ချင်းတုံ့ပြန်ခဲ့သောဆရာအားမယုံမဲမနေနိုင်ပါလန်ဒန်တက်ကတော်ကဆရာကို ပေပါရဘူးဒီလစ်အနန်ခဲရသည့်အမိန်တော်ပေါင်းချုပ် Ryan Orders of Burma အားပြုစုရေးသားပြည်စီနိုင်ဖို့နှစ်ပေါင်း30ကြာမြင့်ခဲ့ပြီး English ဘာသာဖြင့်စာမျက်နှာ3000မြန်မာဘာသာဖြင့်စာမျက်နှာ4600စုစုပေါင်းစာမျက်နှာ9600အတွဲ10တွဲရှိသည့်ဆိုခြင်းကြောင့်အလိုမြင့်မြတ်တည်ခေါ်သောတောင်တန်းပြည်ကြီးကိုအဝေးကငေးရသလိုမျိုးချီမောအံ့ဩရပါသည် ဘဂံကိုဘယ်သူတည်တယ်လဲမေးရင်ဖြေဖို့မလွယ်ပါဘယ်သူဖြစ်တယ်လဲမေးရင်ခြေရလန်းစားရှာပြီးဖြေဖို့မခက်လာပါဆရာဤတမိုင်းသူတို့ကကျမ်းအဆောင်ဆောင်ကိုဖတ်ဖို့မကြံကောင်းမစီရဖြစ်တော့လဲဘဂံလက်သစ်စာရန်ပါအဆိုပါအေးတောင်းမျိုးကိုဆွဲလန်းနှိမ့်ချတဲ့အတိုင်းကျွန်တော်လဲတယောက်အပါဝင်ဖြစ်ပါသည်ဆရာအသက်20အရွယ်မန္တလေးမှပြည်သူဖလေဖြင့်ဆောင်ရမည်ခရီးကအကန်းတောင်တွားဖြစ်တဲ့ခရီးပါကွာဟု ဥရွှေကျိုးဆိုသူပြောစကားကိုနေလက်ရာဇဝင်အမှားစာတွင်ဆရာထည့်ရေးသဖြင့်ရာဇဝင်တွင်အောင်ပြောဆက်မှတ်ဖြစ်ခဲ့ပါသည်အလောင်းစီသူဖောင်ဆက်ကြံနဲ့သွားတဲ့ခရီးကိုကျွန်တော်ကအခြေခြင်းလိုက်ပါတယ်ခရီးထွက်တဲ့အခါအာဇာနီဘီဘီစားဖို့လိုက်ခဲ့သည်ဆိုတဲ့သူတွေလည်းပါပါတယ်သွားရမယ့်ခရီးကဝေဝေဤခြေသာလင်းရင်ရှိကုန်ဤတိုက်ပွဲအစီအစဉ်ကိုတော့နပိုလီယံကပြောပါလိမ့်မယ်လက်ညှိုးထိုးရိုင်းမသွားဘူးအလောင်းစီသူဤ အထက်ပါပြောဆိုရေးသားကြံများသည့်တမိုင်းပညာနယ်ကိုကျော်လွန်၍စာပေနေ၌ပါလူသိများ၍ကြော်ကြားခဲ့ပါသည်တူတူနှင့်အထီအောင်ညီအောင်ပြောရာတွင်ဆရာကများစွာသောဝိထုတူဆရာတို့ထက်သာလွန်ကြီးထင်ပါသည်ဆရာရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်စာတမ်းများကဆရာများတန်းတက်နီးပါးရှိသည်ဟုဆိုရပါသည်သို့သောဆရာကသူတေသနာအတွက်တာဝန်ရှိလို့သာစာရေးနေခြင်းဖြစ်ကြောင်းပြောပါသည်စာရေးဆရာမဟုတ်ပါဟုအချင်းချင်းညှိဆိုခဲ့ပါသည်ဂျန်ခော့ဘတ်ဤ ခူမာအောင်က လူစားကြောင်းကိုမြန်မာဘာသာ ပြန်ဆိုခဲ့သည်မင်းဒုက္ခနဲ့မင်းကိုပြန်ဆိုခဲ့သည် အရင်ကဧကရစ်အခုလူကိုပြန်ဆိုခဲ့သည်အင်္ဂလိပ်စာအုပ်ဖတ်ကောင်းရင်မြန်မာလိုပြန်၍မြန်မာစာအုပ်ဖတ်ကောင်းရင်အင်္ဂလိပ်လိုပြန်သည်မော်ဘီဆီယာသိဤဗဇက်ရာဇဝင်နှင့်တွဲကိုအင်္ဂလိပ်ဘာသာသို့ပြန်သည်မော်ဘီဆီယာသိဤဗဇက်ရာဇဝင် လူရုဒေါ်အမာဤအမြင့်ကိုလည်းပြန်လိုက်သည်သည်လူရုဦးလာဤပုံမြင်၄၀နှစ်အုပ်ထဲမှ၂၀နှစ်အုပ်ကိုလက်ဖြစ်ရေးဆိုင်ထိုင်ရေမိုးရင်သူများအကြောင်းမကောင်းပြောရင်အင်္ဂလိပ်လိုပြန်ဆိုခဲ့သည်ဟုဆရာကဆိုပါသည်ဦးသိမ့်ဖေမြင့်ဤအရှိကနေဝန်းထွက်သည့်ပမာဘုဒ္ဓရှိကြီးကိုလည်းအင်္ဂလိပ်လိုပြန်ဆိုနေကြောင်း1992ခုနှစ်အင်တာဗျူးတစ်ခုတွင်ဆရာကပြောသည်တို့ပေမဲ့ထို့သောသောအလုံမျိုးမှာတမိုင်းသူသေးသနာလမပင်မန်းမှု၍အပြောလိုခြင်းဖြစ်ကြောင်းဆရာပြောခဲ့လေသည် ဆရာဒီဇာယစ်ဆရာအမိခံတော့ပုံကိုတော်တော်များများထက်ပို၍ဇာယစ်ဆရာအလုံးများကိုလုတ်ပြခဲ့တော့လဲဇာယစ်ဆရာအဖြစ်ကိုညှင်းဆိုခဲ့ခြင်းမှာသူမြတ်တို့တံမိုးထားတဲ့အတော့တမိုင်းတူတည်တည်အလုပ်ကိုထိပါမခံနိုင်တော့ကြောင့်ဟုထင်မိပါသည်ဆရာနှင့်အလုံးခင်မင်းရင်းချတော့လူလူတော်မှာကကိုရုပ်ပုံပေါ်အောင်ရေးနိုင်တဲ့ဇာယစ်ဆရာကျမတော့မတွေ့ဘူးဆရာဆန်ကတော့ဆရာရုပ်ပုံကိုပုံနေတာပဲဟုဆိုပါသည် ဆာဘီမိခင်ကြီးအဆိုပါမှတ်ချက်သည်ဆရာကိုဆာရေးဆရာဖြစ်ကြောင်းအတီလင်းမပြောရုံတမဲကျန်တော့သည်ဟုအမှတ်ယူမိပါသည်တစ်ဖက်တွင်ဆာရေးဆရာဟူသောအဖြစ်ကိုအချိန်ချင်းညင်းပယ်ခဲ့သောဆရာသည်1965ခုနှစ်မန္တလေးတက္ကသိုလ်သို့တမိုင်းပါမောက္ခအဖြစ်ရောက်သွားသောအခါအထက်ဗမာမြန်မာနိုင်ငံဆာရေးဆရာအတင်းတွင်အမှုဆောင်အဖြစ်ပါဝင်ခဲ့သည် ဆရာကအကိုလိုခင်သည်ဆိုတော့လူတို့ဥလာကြောင်လားဟုတွေးကျင်ဆရာတော့ရှိပါသည်တို့တော့ဆရာသည်မကြမီမှာပဲပြောသလိုရေးမယ်ဟူသောအဆိုကိုတမိုင်းအမြင်အထောက်ထားတွေဖြင့်တင်ပြလာသောအခါမြန်မာစာပေနယ်တစ်ခုလုံးအိုးအိုးကျကျအုံအုံကျကျဖြစ်ခဲ့ရသည်ပင်1996ခုနှစ်လမဂဇင်းတစ်စောင်တွင်ငါပြေးခြင်းသမျှငါအကြောင်းဟူသောဆရာဤကိုရိုင်းရေးအထုပ်ပရိတပိုင်းတစကိုအခန်းဆက်ရေးခဲ့သည်၂၀ခုနှစ်တွင်ငါရေးတာ ကြွားတာမှားတာမမှန်တာမပါဘူးခုအမှားရေး၍စောက်ထုတ်ခဲ့သည်မြမစပင်းတွေတွင်မပေါ်ဘူးသေးသောအထုပ်ပတိမျိုးဖြစ်သည်ဟုပြောနိုင်မိထင်ပါသည်တေချာသော အချက်ကတော့ထိုစောက်သည်မြမစပင်းတွေတဝန်းလုံးကိုကင်လို့သွားနိုင်ခဲ့ပါသည်တို့ရတွင်ဆရာသည်ဆိုင်းဆရာ မဟုတ်ဘူး၍တေလွန်အတီထိမြင်းဆူသွားခဲ့ပါချေသည်တေဗုဒ္ဓညံမရသေးသမျှတော့လောကမှာလူတွေဟာအအရွေကြီးပါပဲ တမိုင်းကိုပါကြောင့်တင်ရတယ်လေမအအောင်လို့ပါတမိုင်းမတင်ပဲနေရဲနေကြည့်စမ်းပါမှတ်တမဲ့ဆိုရင်အစုံမင်းနှစ်ခုဆန့်ကျင်သည်ဟုထင်เสียဖြစ်ပါသည် အသေးချာစဉ်းစားကြည့်သောအခါထိုအစုံမင်းနှစ်ခု၏လာရမှာဆန့်ကျင်ခြင်းမရှိဟုနားလည်ရပါသည်တိမှုဟူသောဉာဏ်ပညာကိုရည်ရွယ်ခြင်းဖြစ်ကြောင်းသဘောပေါက်ရပါသည်ပထမအစုံကိုမိတ္တူမှာမဟာကန္တာယုံဆရာတော်အရှင်ဇဏကပြည့်ဝသားဖြစ်ပြီးဒုတိယအစုံကိုမိတ္တူမှာဒေါက်တာတန်းထွန်းဖြစ်ပါသည် အစရာက အကြောင်းရင်အဖြစ်ပြက်ရင်အကျိုးရင်ဒီသုံးခုဆက်မှတမိုင်းဖြစ်သည်ဟုဆိုပါသည် causes events and results ကျွန်တော်တို့ကအကျိုးနဲ့အကြောင်းဆက်ဆက်ပြရတယ်။ရလက်ကိုဝေဖန်ပိုင်းချပြီးစကြဝဠာမင်းလဲတည်တာပဲဆိုပြီးကမရန်စာလိုဖတ်တာဖြစ်တယ်။ဘလို့လို့ရင်ပိုကောင်းမယ်ဆိုတော့ကိုလည်းတက်နိုင်သလောက်ပေါ်ထုတ်တယ်ဟုအတီအလင်းဆရာပြောခဲ့သည်။မန္တလေးတက်ကတော်တွင်၁၈နှစ်တိုင်တိုင်တမိုင်းပါမောက္ခအဖြစ်တာဝန်ထမ်းခဲ့သော ကာလတစ်လျှောက်မှာ ဆရာဘဝ၏အရေးကြီးသောအစိပ်ပိုင်းဖြစ်ခဲ့သည်တမိုင်းစစ်နာကိုအာတုံခွန်ဆိုင်လုံနိုင်ခဲ့သည်အတိသက်ရှာတဲ့အခါနောင်လာနောင်သားတွေအတွက်စေတနာထားပြီးလှုပ်တာမဟုတ်ပါသူများမသိရတာငါသိတယ်ဆိုတဲ့ကျင့်တဲ့ချက်ရှေ့ဆောင်တဲ့ကိုယ်စိတ်ကိုပြန်စောင့်ကြည့်အကဲဖက်ရမှာဤသို့ပင်ဖြောင့်မတ်ဝင်လင်းသူမျိုးအတော်ပင်ရှာလိမ့်မည်ထင်ပါသည်လူလူဦးလာပြန်ပြောဘူးသောမန်တက်ကတော့စိနစ်အစည်းဝေးအတွေ့အကြုံတစ်ခုကအလွန်စိတ်ဝင်စားပွဲကောင်းလာပါသည် တောက်ရီဦးတလုံးကိုចောင်းဆောင်ဘော်ကပြစ်ခွဲခဲ့သောចောင်းသားတဦးအားအေးအေးယူပေးရန်ဆင်းနေခဲ့ကြရာတချို့ကဒါမျိုးမှတ်လောက်အောင်ចောင်းထိုးပြစ်တင်ကြောင်းတင်ပြကြသည်ဆရာကခေါင်းငုံပြီးအယုတ်ရေးနေကြရာပမောက်ခါချုပ်ဦးကျော်ရင်ကကိုတန်းထိုးခမည်းလဲဝင်ပြောပါအောင်ဟုဆိုတော့နှစ်စဉ်အိုးဆယ်လုံးလောက်ခွဲလေးရှိတဲ့တမိုင်းចောင်းသားတယောက်ကိုရန်ကုန်တက်ကတော်ကចောင်းမထုတ်လိုက်ဘူးဟုခုသူကမန္တလေးတက်ကတော်မှာလာပြီးတမိုင်းပမောက်ခါ တောင်ဖြစ်နေပြီဟုပြောလိုက်ရာပွဲပြက်ခဲ့သည်ဟုဆိုပါသည်ဆရာအသက်52နှစ်အရွယ်1982ဂျပန်နိုင်ငံတိုချိုတက္ကသိုလ်သို့တွားရမည်ဆိုသောအခါမန္တလေးတက္ကသိုလ်မှတပည့်များနှင့်မိတ်ဆွေများကနှုတ်ဆက်ပွဲလုပ်သည်ဂျပန်မှာတနှစ်နေပြီးလင်အငိမ့်စားယူရတော်မူဖြစ်၍ဆရာသည်မန္တလေးတက္ကသိုလ်သို့ပြန်လာနိုင်မည်မဟုတ်တော့ထုံနှုတ်ဆက်ပွဲမှာဆရာပြောခဲ့သောဇာတ်ကားကအလွန်အရေးကြီးပါသည် ကျွန်တော်ခမားတို့ကိုတခုပြောနိုင်တာကကျွန်တော်ဘယ်တော့မှအငြင်းစားမယူဘူးဆိုတာပါပဲတက်ကတော့မှကျွန်တော်အလုံးမလုပ်ပေမဲ့ကျွန်တော်လုံလက်ဆက်မြမတမိုင်းတုတေနလုပ်ငန်းတွေကိုတော့ဆက်လုပ်မယ်ဆရာဒီသူအခိုင်မာပြောခဲ့တယ်လို့တကယ်လဲတုတေနအလုပ်တွေကိုအမကန်းလုပ်သွားခဲ့တယ်တနေ့14နာရီအလုပ်လုပ်တယ်ကိုတိုင်အိမ်တော်ဦးစီးမဟုတ် မလုတ်မိခိုအဆင့်၃အထိဆင်းနေဟုပြောသည်အသက်အရွယ်လျောက်အနာဂတ်လက်ကျန်နေလာသောအခါတချောင်းနေသောစိတ်ဖြင့်အလုတ်ကိုအချိန်ပြည့်နီးပါပို့လုတ်တော်သည်လူမှုရေးအရအတုပပို့ရရင်တော့အတုပဆရာထဲကထိုင်ကုန်မှာဖက်ဆရာဖယင်းရေးဆရာတွေရေးရင်နဲ့နှုတ်ဆက်တယ်ဟုဆိုပါတယ်ဆရာဒီထိုတမိုင်းသူဒနာအလုံးများကိုယူသွားရင်လှုပ်ချင်းမဟုတ်ပဲခြံထားခဲ့ရင်လှုပ်ချင်းဖြစ်သည်ဟုတွေးကြည့်နေမိပါသည်ဆရာလက်ကန်ထားခဲ့သောဘဝနေမည်အယူဆကလည်း ိတ်ဝင်စားစရာဖြစ်သည်အတိတ်အခံရှိရင်ပျော်တယ်ကို့ထက်တကူအရှိန်ဝါဩဇာရှိသူတွေနဲ့ရင်ဆိုင်ဖြစ်ရှင်းရတာပိုကြိုက်တယ်ဒါပေမဲ့ကိုကစပြီးအတိတ်ခံ အဆန့်ချင်းမပြူပါရှုံးနေရင်လည်းနှစ်နာရင်ဝမ်းနေเสียလို့မထင်ပါ လက်အောက်ငယ်သားကိုမတိုက်ခိုက်ပါမတူတဲ့အယူအဆကြောင့်အပြစ်ပေးအရေးယူတာမျိုးကိစ္စရတဲ့အတိုင်းကိုကိုပိုင်ဉာဏ်နဲ့စဉ်းစားဆုံးဖြတ်တဲ့ဩဇာအာဏာအရှိန်အဝါတည်ရောက်မှုကိုမခံယူပါလုပ်ငန်းခွင်မှာရောနေအိမ်မှာပါကိုနဲ့အတူနေသူများကကိုကြောင့်စိတ်ဆင်းရဲမှုမဖြစ်ရအောင်တတိပြုနေထိုင်ပါတယ်ဒါကတော့အင်တာဗျူးတစ်ခုတွင်ဆရာပြောခဲ့တဲ့ဇာတ်ကားရဖြစ်ပါတယ်။ကျွန်တော်တွင်ရှင်းဟောင်းသူတေသနာဒူဖော်မှုအစီရင်ခံစာဒေါက်တာတန်းထွန်းနဲ့ ဂေါ်ဒွန်လု GHLUCE တို့ရေးတာကလွယ်လင်းတမိုင်းမှုမထင်တတ်သောတန်ကြီးတယောက်ရှိပါသည်သူဇနီးမှာဒေါက်တာတန်းထွဤမြေထူစဉ်ကအရှင်းတန်းကျောင်းသားဤဆရာမဖြစ်ရာလွန်ခဲ့သော၄၅နှစ်ကတတိယအကြိမ်ပြန်မထူဤရှားပါးစာအုပ်ဖြစ်နေသော ခီဟောင်းမြန်မာရာဇဝင်စာအုပ်ကို သူဇနီးဆရာမမတဆင့်ငားရရန်စူးစမ်းခဲ့သည် ဆရာကသူ့မိမတစ်စက်စကားပြန်လိုက်သည်ငါဆရာအပေါ်မရှိဘူးရောင်းဖို့လည်းမရှိဘူးလိုချင်ရင်တော့ရှာပြီးဝယ်ပေးမယ်ဆရာမကသူ့ယောက်ျားကိုမျက်နှာငယ်နဲ့ပြန်ပြောတော့အခါကျွန်တော်တငယ်ချင်းကဆုလက်ကြီးတစ်ခုအချင်းမြင့်ခံရတယ်လို့ကျွန်တော်အာဝမ်းသာအားရပြန်ဖောက်ပေးချသည်စိတ်ဆိုးနေကွဆရာကရိုးရိုးပြောတာအဲ့ဒါဆရာစီရိုက်ဖဲဟုတ်သူဇနီးကိုလည်းညစ်သိသည်တကယ်တော့တငယ်ချင်းဒီလဲဆရာကိုတေလွန်သည်အထိမြင်ဘူးကဲသူမဟုတ်ပါ ကျွန်တော်ဒီဆရာအပတ်တကုတ်ရေးသားပြုစုခဲ့သောတမိုင်းသူစင်နာစာတမ်းများထက်ဆရာကိုပို၍စိတ်ဝင်စားပါသည် သူပြန်ပြောသောသူ့အကြောင်းသူ့မိစေများသူ့တပည့်များကပြန်ပြောသောဒေါက်တာတန်းထွန်းအကြောင်းကိုပို၍စိတ်ဝင်စားပါသည်ဆရာသည်ထူးချွန်သောတမိုင်းပညာရှင်တဦးမြတ်တမကထူးခြားသောလူသားတဦးလည်းဖြစ်နေပါချေသည်ဆရာ၏မိစေများတပည့်များသည်ထူးထူးခြားခြားဖြောင့်မတ်ရိုသားသောတတိရှိသောဆရာ၏ဇယိုင်းလက္ခဏာကိုပြန်ပြောပြเสียတခုထက်မကရှိနေတဲ့ဆင်းမှလည်းထူးခြားလာပါသည် 1980ပြည့်မန္တလေးမြို့ဓမ္မဗိမာန်တွင်ဆရာကမြမသမိုင်းစာတန်းတစ်စောင်ဖတ်ခဲ့ရာလူငယ်စာပေဝါဒနာရှင်တဦးကစာတန်းကိုဆွေးနွေးသည်လူငယ်ကဆရာကြီးစာတန်းမှာအချက်လက်ပြည့်စုံဘဝတုဒ္ဓတွေရကြောင်းပြောလျက်ကျွန်တော်တို့လူငယ်တွေကိုဇာတိတွေဇာတိမှန်မျိုးချစ်စိတ်ရှိလာအောင်ထည့်သွင်းရေးပေးနိုင်ရင်ပိုကောင်းမယ်လို့ယူဆပါတယ်ဟုအကြံပြုခဲ့သည်ဆရာကထား၍တခုံးမဲပြပြပြောခဲ့သည်ကျွန်တော်စေတနာမရှိနိုင်ပါဘူး ဆရာကပြောသည်ဟုထင်နိုင်စရာရှိတော့လဲတကယ်တော့ဆရာကသူ၏ပြသသောတမိုင်းမြင်ကိုလူရင်းပြောခဲ့ခြင်းသာဖြစ်လေသည်ခေဟောင်းမြန်မာရာတွင်စာပေနိဒန်းတွင်ဆရာကသူ၏တမိုင်းမြင်ကိုပေါ်ပြထားခဲ့ပြီးဖြစ်သည်မျိုးချစ်စိတ်အကဲအပေါ်နှင့်မိမိရာဇဝင်ကိုဖြစ်စေသူတော်ရာဇဝင်ကိုဖြစ်စေမရေးသင့်မြမရာဇဝင်ကိုမြမများကပင်အကဲအပေါ်မပါစေဘဲရေးသား၍ကဘာကိုတင်ပြခြင်းရောက်ပြီး အင်္ဂလိပ်ကလာတို့ကမဟုတ်မမှန်လေးဆိုင်၍မြမအစိုးဟုရေးလေသည်တို့ကိုလည်းဖော်ထုတ်ပြင်ဆင်၍ဟုတ်တလောက်မူဝန်ခံပါဟု၍ဆကြဝဠာမဒမင်းစင်လျက်လည်းနန္နာဘဝဝိနာဘဝဖြစ်ခြင်းပြည့်ခြင်းနှင့်မကင်းဥကလာမဟာယာဇွန်ဏိတန်းပါစာကိုဆရာမကြမကြကိုးကားခဲ့မူပါသည်ယခုတော့သူကိုယ်သူတမိုင်းပညာရှာတမိုင်းပညာရှာဟေ့လို့ ွေးကြော်ကတက်တက်ပန်လုံးတမိုင်းဝန်သာထွက်ခဲ့သောပညာရှင်ကြီးသည်လင်းစင်းကုန်းတနေရာ၌လဲလျောင်းနေခဲ့ချေပြီးပညာရဲ့ဝရိယအရာဖြောင့်မမှုအရာတွင်အတောက်ပါဆုံးလင်းလက်ထင်းပြက်ခဲ့သောအထင်ကြီးအကျဉ်းကြီးတစ်ပွင့်သည်သူချစ်ခင်သောနေရာသူအားချစ်ခင်မြတ်နိုးတမူထားသူများရှိသောနေရာ၌အေးချမ်းစွာညီတက်စွာဥပိ္ပကဆံလာစွာလဲလျောင်းနေခဲ့ပြီဖြစ်သည်ဆရာသည်တစ်ချက်တစ်ချက်စောင်းစွတ်သောစောင်းစွတ်လေးစောင်းယူလေးသော တင်းပြည့်ချူဤသည့်မဲစီမဲစဲရနတ်ကိုရှူရှိုက်ကောင်းရှူရှိုက်မိလေလိမ့်မည်အင်းရည်ပြင်မှတူးတူးညင်ညင်လွင့်ပြန်လာသောလိုင်းကျုပ်ခုတ်ကလေးများလှုပ်မျိုးတံကိုကြားကောင်းကြားမိပေလိမ့်မည်တခါတရံကျောင်းသင်္ကန်းပရဝတ်မှတရားဓမ္မလိမ့်ကျန်အပ်သောဆဲလဲခေတံဆဲလဲခေတံလေးများကိုလည်းကြားနာကြားကောင်းကြားရပေလိမ့်မည် ဤကမ္ဘာမြေအပြင်ပေါ်သို့ဆရာရောက်ရှိလာခဲ့သည်ပြီးတော့ပြန်လည်ထွက်ခွာသွားသည်ဆရာသည်ကမ္ဘာလောကမှတင်ကြားတက်မြောက်ခဲ့သည်များကိုကမ္ဘာလောကအားပြန်၍ပုံရိုးပေးခဲ့သည်တစုံတရာယူဆောင်မတော်မူ၍ကမ္ဘာလောကသည်ဆရာအားပေးအပ်လိုက်ခြင်းမရှိခြင်းဆရာထံမှရရှိခဲ့ခြင်းသာဖြစ်သည်ဤလောကမြေအပြင်သို့ဆရာရောက်ရှိ၍အသက်ရှင်နေထိုင်ခဲ့ခြင်းအတွက်ကမ္ဘာလောကသည်ဆုံးရှုံးနစ်နာမှုတစုံတရာမရှိခဲ့ဘဲအမြင့်အဆုံးသာလျှင်များစွာရရှိခဲ့လေသည် အင်္ဂလန်ပြည်ဤဒုတိယမြောက်ချောင်းဘရင်လက်ချက်တွင်ဟူးမြို့မဲဆန္ဒနယ်မှ အမတ်အင်ဂျူးမှာပဲသည်ဘရင်ဤချင်းချောက်ချင်းလက်ထိုးချင်းတွဲဆောင်ချင်းပူတယ်များကိုပြက်ပြက်တန်တန်ညင်ပေကသူ့ပြည်သူများအကျိုးအလို့ငါစာရမ်းများစွာရေးခဲ့သည်သူ့ပြည်သူတွေကလဲနေလေအောင်မြင်းဆောင်မကြံဖတ်သည်သူသေးလွန်သောအခါတွင်ဇာတိမြို့ဖျားရှိကူကျောင်းဝန်းအတွင်ဂူသိမ်းမြုပ်နှံ၍ကပီးစာရန်ထိုးပေးခဲ့သည် ။အိန္ဒိယသည်မစ္စတာအင်ဂျူမှာပဲလဲလဲောင်းရနေရဖြစ်သည်။လူပေါင်းတွေကချစ်ကြပြီးလူကြောက်လူမိုက်တွေကကြောက်ကြပြီးအတူယူဆန်ဆန်နမူနာတွေအပြည့်ကျွန်တော်ဒီတောင်တန်းပြာကြီးကိုအဝေးကကြီးမောအံ့ဩရသောကဖြစ်သည်ဖြင့်ဆရာနှင့်ဆက်လျင်အခွင့်တစုံတရာရှိသည်မဆိုတာပါ။အခွင့်ရှိနေလျော့ဆရာငင်းကြစွာခုနရလင်းစင်းကုန်းတနရာစီတို့စိတ်ဖြစ်၍အိန္ဒိယတွင်ဒေါက်တာတန်ထွန်းလဲလျောင်းနေသည်ဟူသောစာရန်ကလေးရေးထိုးပေးခြင်းသည် ဆရာကိုတီနာလဲတော့ဆရာကိုချစ်တော့ဆရာကိုတန်မိုးထားတော့သူကုသမ ्या တို့သည်ဆရာနှင့်ထိုက်တန်သောစာရန်အသီးသီးကိုသူတို့ယင်ထဲမှနေ၍ကပီးတင်ရေးထိုးပေးချလိုက်အောင်မိထင်ပါသည်မဟောဒရာမဂ္ဂဇင်း2008ဖေဖော်ဝါရီမှာဖြစ်ပါတယ်ဆိုတော့ဖတ်နေရင်လည်းအမှားလေးဖြစ်သွားတဲ့အတွက်တောင်းပန်ပါတယ်ဟောသူရဲ့ရေးထားတဲ့နာမည်တွေက English name တွေဖြစ်တဲ့အတွက်မြန်မာအတန်နဲ့ပြန်ဖတ်တဲ့အခါမှာအဆင်မဖြစ်သွားတဲ့အတွက်နားလည်ပေးဖို့မျှော်လင့်ပါတယ် အဲဆိုတော့ဒီဆာဗိုက်ကတစ်ခေါက်ကြိုပြီးတော့ဖတ်မှထားတာဖြစ်တယ်ပေါ့နော်အမ်ဒါကတော့ဒီကတော့ရွေးရှင်းပါတယ်ဘာလဲဆိုတော့ဟိုကမ္ဘာမြေအတွက်အကျိုးများစွာရယူပေးခဲ့တဲ့လူတဦးကိုတရိယာအောင်မွေွယ်ရေးထားတယ်လို့ယူဆမိတယ်ပေါ့နော်ဒါတော့ဆိုရင်ဒီအကြောင်းအရာလေးဖတ်ပြီးတော့မှအော်ဒေါက်တာတန်းထွန်းဆိုတာဒီလိုလူမျိုးပါလားဆိုပြီးတော့မှအခန်းစားသိရှိလိုက်ရပါတယ်ဆိုတော့ဆေးရရဲ့ဒီထဲမှာဆိုရင် သူရဲ့နာမည်ကြီးဟာပေါ့နော် တမိုင်းကိုဘာကြောင့်တင်ရတယ်လဲမအအောင်လို့ပါဆိုတော့အဲစာရန်ကတော့နာမည်ကြီးခဲ့တယ်ပေါ့နော်တမိုင်းမတင်မဲနေရင်နေကြည့်စမ်းပါတဲ့ဆိုတမိုင်းကိုတင်တဲ့မှာတမိုင်းဆိုတာပါလဲလို့ပြန်ပြီးတော့ပြောရရင်တမိုင်းဆိုတာအတိတ်ကဖြစ်ရလို့ပြောလို့ရပါတယ်ဆိုအတိတ်ကဖြစ်ရဖြစ်တဲ့အတွက်ကျွန်တော်တို့ကလူသားတွေဖြစ်တယ်လူသားတွေဖြစ်တဲ့အတွက်လူသားတဘာဝအလျောက်အဖြစ်ပြက်တွေကစင်တူရိုးမှရှိနေမှာပဲဆိုတမိုင်းကတင်တဲ့အတွေ့ကြုံနဲ့ဘဟုသူတာလဲ ဖြစ်ကောင်းဖြစ်နိုင်မယ်ဒါမှမဟုတ်သင်ယူရမယ်ကိုလက်ရှိတွေ့နေတဲ့အကြောင်းအရာနဲ့ရှင်ပြီးတော့ဟိုသင်ယူပြီးတော့နမူနာယူပြီးတော့သင်ယူလို့ရတဲ့အကြောင်းအရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့မှာတမိုင်းကိုသင်မယ်ဆိုရင်ဒီထဲမှာပြောတာကပေါ့နော်အထုပ်ပတိရေးမယ်ဆိုရင်တဲ့ကိုအကြောင်းကိုကိုကိုရေးတာကအာဆိုရင်အကောင့်ပတ်ပဲဖြစ်ဖို့များတယ်ပေါ့နော်ဆိုတော့သူသူကအဲ့လိုမျိုးမဇာတိသေးဇာတိမှန်ဖြစ်အောင်အော်ရေးပြပါလားဆိုတော့အစားတိုင်းမျိုးကိုသူညင်းဆိုရယ်ပေါ့နော် ကျွန်တော်ငင်းငင်းပဲ့တဲ့သဘောမျိုးသူပြောတယ်ပေါ့နော်ဆိုအဲ့ဒီအကြောင်းအရာတွေကဒါကိုယ့်ရဲ့ဇာတိသွေးဖြစ်တဲ့အတွက်အာကိုယ့်ဘက်ကိုလှုပ်ဆော်တဲ့အကြောင်းပဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်လဲဆရာကအာအဲ့ဒီလိုအကြောင်းအရာမျိုးကိုအားမပေးတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုဘယ်သူမဆိုကိုယ့်ကိုယ်ကိုပြန်ကြည့်ရင်ကိုယ်ဟာမှန်နေတယ်ကောင်းနေတယ်လို့ပဲယူဆမယ်ပေါ့နော်အဲဆိုတော့ဒါဟာဆရာဟာ မှန်တယ်ပေါ့နော်ဖတ်နေရင်လည်းဩဆရာဟာမှန်တယ်ဆရာပြောတဲ့ဟာဟုတ်တယ်လူတွေရဲ့အတ္တအဲ့ဒီဟာရှိတယ်ဆိုတော့ကိုကိုပြန်မြင်မိလိုက်တယ်ပေါ့နော်ဆိုတော့တမိုင်းကိုတင်တင်ပါတယ်တချို့အကြောင်းအရာတွေကအတိတ်မှာဖြစ်ပျက်ခဲ့တာဖြစ်တဲ့အတွက်အခုလက်ရှိရဲ့အဲညီမြခြင်းအမျက်တမ်းမှုတွေကိုတော့တမိုင်းကနေအမှန်ကိုသိနိုင်မှသာလေညီမြခြင်းကိုရှာလို့ရမယ်ပေါ့နော်ဆိုတော့အခုလက်ရှိမှာကျွန်တော်တို့ပြဿနာတစ်ခုဖြစ်တယ်ဆိုပါစို့ညီမြခြင်းကိုလိုက်ရှာ ဒီအခုလက်ရှိအဖြစ်ပြက်လေးနဲ့ကျွန်တော်တို့မြင်မြချင်းကိုမရနိုင်ပါဘူးဆိုတော့အကြောင်းတော့အတမိုင်းကိုရှာကြည့်ရပါမယ်ကျွန်တော်တို့နိုင်ငံမှာဆိုရင်တမိုင်းအကြောင်းအရာနဲ့ပတ်သက်ရင်သူစဉ်းစားလောက်တာနောက်ပြီးတော့သတင်းအချက်လက် data စုစည်းတာကအရင်အားနေပါတယ်ဆိုညီမချင်းကိုရှာဖို့ဆိုရင်အရှေ့အတမိုင်းကိုကြည့်ရမယ်ပေါ့နော်ဆိုအလုံးမဲ့အဲ အလုံးဝမျှတစွာညီမြတ်စွာနေနိုင်ဖို့ဆိုရင်ကျွန်တော်တို့ရဲ့အတိတ်တွေပြန်ပြီးတော့စင်ကျင်သုံးသပ်ရမယ်လို့ဟောခံစားမိလိုက်ပါတယ်ဆိုတော့ဒီစာအုပ်ကလေးကိုဒီမှာပဲရက်လိုက်ပါတော့မယ်အလုံးကိုယေရှုတင်ပါတယ်နောက်ထပ်စာအုပ်ကလေးအတိတ်တအုပ်ပေါ့နော်လာပါလိုက်မယ်ပေါ့နော်ဆိုတော့အလုံးကိုယေရှုတင်ပါတယ်အတူနောက်ထောင်ပြီးအလုံးကိုယေရှုတင်ပါတယ်